ကိုလူပြန်ထွက်မယ်လူပြန်ထွက်ပြီးတော့တရားရင်ဆိုင်မယ်ကိုယ့်ရဲ့အသက်အန္တရာယ်ကလည်းဘာမှမသိဘူးလေဘယ်ရဒီလောက်ထိလုတ်လဲဆိုတာကိုစဉ်းစားလို့ကိုမရတာကိုအဲ့ကနေမှကိုရအောင်ကိုအသက်အန္တရာယ်လုပြီးတော့ကိုပြေးခဲ့ရတဲ့ရက်က အလုံးဝမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့တရုတ်ဆောင်မင်းကြီးဆိုရင်အားလုံးလည်းသိကြမယ်လို့ထင်ပါတယ်ရှင်တရုတ်ဆောင်မင်းကြီးရဲ့မိန်းမကအခုဆိုရင်တော့တာဟာနာပေါ်မှာဝင်ရောက်နေရတာပဲဖြစ်ပါတယ်ရှင်ဘာကြောင့်လဲဆိုတော့သူ့ယောက်ျားနေရင်ဖြစ်နေတဲ့အချိန်မှာသူကပြပခီကိုခဏထွက်သွားနေတဲ့အချိန်မှာတရုတ်ဆောင်မင်းကြီးကမင်းကြီးငယ်မကိုတရုတ်ဝင်လက်ထပ်ယူပြီးတော့နော်အိမ်ပေါ်မှာခေါ်တင်ထားတယ်ရှင်ဒါကိုသိတော့သူကပြန်လာပြီးတော့နော်တာသမီးတွေနဲ့နေနေတဲ့အချိန်မှာနော်ဘယ်ကမှမတီးတဲ့လူတွေကိုခေါ် ပြီးတော့เนาะသူ့မိမကိုလောက်ကြံခိုင်းနေတယ်ရှင်။ဒါကြောင့်မလို့ဒီမကเนาะအခုဆိုရင်သူကသာသနာ့ဘောင်ထဲကိုဝင်ရောက်နေတာပဲဖြစ်ပါတယ်ရှင်။အခုသာသနာ့ဘောင်ထဲဝင်ရောက်နေတာကမှသူ့အတွက်ကเนาะစိတ်မအေးရဘူးဆိုပြီးတော့ပြောလာတဲ့ဒီကိုခိုင်းလေးပဲဖြစ်ပါတယ်ရှင်။ဘုဒ္ဓတလည်းရပြီ main ကလေးအနေနဲ့တတိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုပြန်လည်ဝင်ရလိုက်ခြင်းဖြစ်ပါတယ်ရှင်။ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ကိုလူပြန်ထွက်မယ်။လူပြန်ထွက်ပြီးတော့တရားရင်ဆိုင်မယ်။ကိုယ့်ရဲ့အသက်အန္တရာယ်ကလည်း ဘာမှမသိဘူးလေဘယ်ရမှန်းလူတွေမှမသိဘူးဘေးရွယ်တွေနဲ့အယောက်15ယောက်အယောက်20လောက်ရှိတယ်အိတ်ရှိကိုကိုနာမည်ခေါ်ပြီးတော့လိုက်ခဲ့ပါအောင်နဲ့စစ်မေးစရာရှိလို့ခေါ်ပါဆိုဘလို့အတွေးမျိုးနဲ့ဘလို့ဟာမျိုးနဲ့ဒီလောက်ထိလုတ်လဲဆိုတာကိုစဉ်းစားလို့ကိုမရတာကိုအဲ့ကနေမှကိုရအောင်ကိုအသက်အနေလုပြီးတော့ကိုပြေးခဲ့ရတဲ့ရက်ကကိုမမေ့ဘူး အဲပြီးတော့ညဘက်တွေလည်းမအိပ်ရအောင်အဲ့လိုတောင်းညမ်းတဲ့တန်နေရမခံနိုင်တော့ဘူးမျိုးစုံပြုပြင်ကြည့်တယ်မရအောင်အဲနောက်ဆုံးဘလို့အရပေါ့နော်အဆိုးလာတာအဲ့လိုပေါ့ကန်ကြောက်အဲ့လိုမျိုးတွေအတကားတွေရိုက်ခွဲတော့အိမ်မှာဆိုလဲဟိုကွဲရရှာရတွေပဲတကားတွေဆိုလဲကြည့်လိုက်အဲ့လိုမျိုးတွေနဲ့အဲ့လိုအကြမ်းဖက်မှုတွေလုပ်တာလည်းပြီးတော့အဓိက စိတ်ကြမ်းဖက်မှုတွေအဲ့လိုမျိုးတွေပေါ့နော်ပြီးတော့ line ပေါ်မှာတွေ့သမျှမိန်းမတွေနဲ့ပေါ့နော်ကိုယ်တငယ်ချင်းတွေပါမချမ်းပေါ့နော်အချင်းတွေကကြာပြီးတော့အဲ့အဲ့လိုမျိုးဒါက ောက်ပြီးသူမူးလာရင်သူ့ရဲ့အကျင့်啊ပေါ့ဟိုတယောက်ယောက်နဲ့စကားပြောရမှာအဲ့အဲ့လိုမျိုးတွေပေါ့နော်သူ့ရဲ့အဲ့မကောင်းတဲ့ညင်ဆိုးတွေကနောက်ဆုံးအဲ့တန်နေမခံနိုင်တော့မခံနိုင်တော့ကလေးတွေကလည်းကြာတော့စိတ်ဒဏ်ရာတွေရတယ်လေအာနှစ်ယောက်အာပြန်ဖြစ်ကြကလေးတွေကငိုကာယူကနေကဲအဲ့တော့ကိုကကိုပဲပေါ့နော်ဟိုကဖြစ်တော်မဲ့သူသူနဲ့ကိုနဲ့အခုပြန်ပေါင်းတော့လည်းအိမ်တက်တွေလှုပ်တယ်အကုန်လုံးလဲဟိုကဖြစ်တယ် အောင်နဲ့ဆရာလေးစိတ်ဆိုးပြီးတော့အိမ်ကဆင်းသွားတယ်ဆင်းသွားပြီးတော့ကိုကကိုစိတ်ပြေလဲပြောခီးထွက်မယ်ဆိုပြီးတော့ဆရာလေးဟိုဘောနော်ပြပါခီးကိုသွားလိုက်တယ်ထွက်တယ်အသွားတဲ့အချိန်မှာကိုတငယ်ချင်းอ่ะဘောနော်ဒီအနုပညာလောကတွေကပဲလှမ်းပို့လိုက်တာဒီမှာတဲ့ဟွာတဲ့စိတ်ဆိုးပြီးနေထွက်သွားတာအရင်မရှိဘူးတဲ့အတိပီပီလားတဲ့သူယူလိုက်ပြီးတဲ့တော့အဲ့လောက်ကြီးမိုင်မဲလိမ့်မယ်လို့မထင်ဘူးလေ။ဟုတ်တယ်ကိုပြန်ပေါင်းပြီးတော့သူနဲ့ကိုနဲ့ပြန်ပေါင်းပြီးမကွာရှင်းရသေးဘူး။ ကိုအဲ့ဒီမယုံသေးအဲ့နဲ့ချက်ချင်းကိုပြန်လာတယ်။ပြန်လာပြီးမေးလဲမိရောအလုံးကိုမအတန်တက်တည်ရရှိရလေ။နေမဲနှစရပြောပြီးတော့နောက်ဆုံးအခုသူယူတဲ့ပေါ်တော့မိမကလည်းကိုတငယ်ချင်းအရင်ကြီးပဲကိုနဲ့လဲမိတ်ဆွေကိုသမီးတငယ်ချင်းရဲ့အမေအဲ့တို့အရင်တော့တို့အဲ့လိုစကားသွားလာတယ်ပေါ့ပြီးတော့ကိုမတင်ကားတော့မီးတော့အာတငယ်ချင်းနေခင်းနေတာနဲ့ကလူတကာနဲ့လိုက်ပြီးငါ့ဟိုကဖြစ်တာလားဘာညာဆိုတော့ပြောတော့ကိုယုံကြည်ပေးလိုက်တယ် ဒါပေမဲ့ကိုသူ့ဖုန်းနေယူကြည့်လိုက်တဲ့အချိန်မှာသူတို့နှစ်ယောက်ပြောထားတာတွေကအား2023နှစ်ကပြောထားတဲ့ဟာကြီးအဲ့လိုမျိုးတွေအာသူတို့ရဲ့အနာဂတ် plan ကြီးတွေတော့သူတို့ဟာကိုအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့သားသမီးတွေရဲ့ဟွာကြောင့်ကိုဘာမှမပြောခဲ့ဘူးနောက်တော့အဲ့သူ့ရဲ့အဲ့ပေါ့နော်အခုယူလိုက်တဲ့အဲ့မိန်းမကနေပြီးတော့ဖုန်းဆက်ပြီးတော့မဆုအချစ်လို့တဲ့မဆုခဏထွက်သွားတဲ့အချိန်မှာတဲ့ဦးလေးဒုက္ခရောက်နေလို့တဲ့ဒီမိသားစုကိုတဲ့ ဆောက်ရှောက်မဆုနေရမှာဆောက်ရှောက်ဖို့ခဏလာပါဗားတယ်မြေလက်သုံးစကားအဲ့ဒါမဆုပြန်လာရင်ပေါ့နော်တတ်တဲ့ရဲ့တတ်တဲ့ရှိရှိဖြစ်ဖို့ဒီအိမ်မှာတဲ့တန်ရှင်းရလာလို့ဝေးနေတာဗားတယ်မဆုအိမ်ကိုပိုင်စီးခြင်းလို့လိုချင်လို့လာတာမဟုတ်ပါဘူးတဲ့ကိုကအဲ့အိမ်ပါညာတွေကလည်းမမောခြင်းလည်းမရှိဘူးပြောရခြင်းလည်းမရှိဘူးဒါကလေးတွေအတွက်ကိုရည်ရထားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့် ကိုမှရှိတယ်ငကတ်ကမချက်ကိုအကုန်ရောင်းချပြီးတော့ကိုလုတ်ပေးခဲ့တယ်အဲ့အဲ့ PC ဝအောင်အကုန်လုံးမိသားစုတတရရဖြစ်တော့မဲ့အချိန်ကြာမှာသူ့ရဲ့အဲ့ဖောက်ပြန်မှုဖောက်မှုတွေကမခံနိုင်တော့နင်းထွက်သွားလို့ငါနောက်တစ်ယောက်တင်တာဘာဖြစ်လဲလို့ပါလို့သူမီဒီယာရှေ့မှာသာသူအာပြောရင်တမျိုးဟိုမီဒီယာကိုရကြရင်အာသူ့ရဲ့ဟိုလည်းဒါပတ်ဝန်းကျင်လည်းသိတယ်ဥပဒေရပဲသွားမှရတော့မဲဆိုပြီးတော့အဲဇက်လေးသူ့ကိုအမှုဖွင့်လိုက်တယ်အဲ့ဆိုရင်တော့ တာသမီတွေအတွက်ကိုဒီအိမ်ရချမ်းရပေါ့နော်ဒုနေရောက်ပိုင်ဆိုင်တဲ့ဟာတွေကိုတာသမီ၃ယောက်နဲ့မယ်နဲ့လွှဲပေးရမယ်အဲနောက်တစ်ခုရှိတာကတာသမီတွေကအသက်မပြည့်သေးဘူးအဲအကြီးဆုံးမှကာကြီးမှ18နှစ်မပြည့်သေးဘူးလေဒီတလာပိုင်းမှပြည့်မှာတော့မပြည့်သေးဘူးအဲ့အတွက်ကြောင့်သူကတော့တရားဝင်လက်မှတ်ထိုးပြီးတရားရုံးမှာယူလိုက်တဲ့အတွက်ကြောင့်ဒီပေါ့ तू ချက်တယ်လို့ထင်လို့ तू ယူလိုက်ပြီးပြီကိုဘာမှလည်းဟိုမပြောချင်ဘူးအဲ့တော့ ယူလိုက်သွားလိုက်ကိုကမြည်သည့်အိမ်တော်မှလည်းလက်မှတ်တော်ကိုယူထားတာလည်းမရှိသလိုမယူထားဘူးအဲ့အတွက်ကြောင့်ဒီကလေး၃ယောက်ရဲ့အနာဂတ်ကိုကျမပဲထိမ့်သိမ်းဆောက်ရှောက်မယ်ဆက်ရှင်နေပြည့်သွားပြီးရင်ကလေး၃ယောက်လုံးကိုကိုကထိမ့်သိမ်းဆောက်ရှောက်ထားတာကိုသူတို့ရဲ့အမေအနေနဲ့သူတို့ဆီကျမ၃ယောက်လုံးကိုနဲ့လည်းမတက်ဆိုင်ဘူးဒီအိမ်နဲ့ဒီချမ်းကလည်းတရားဆိုပြီးတော့လုတ်ပေးမယ်ဆိုတဲ့ဟာတွေကလည်းစာချုပ်တွေအကုန်လုံးတွေသူကလည်းရတယ်ရေးတာဒီ အဲ့ဒီကလုံးလိုက်ရောပေးပါမယ်ဆိုပြီးတော့သူပေါ့နော်သူတရားရုံးသူလာခဲ့မုံလဲသူ yes ကမ်းမှာသူလာပြီးတော့ဟိုဖြစ်ပေးပြီးပြေလည်အောင်ရှင်းပြီးပါပြီတဲ့သူ question စာချုပ်လက်မှတ်ထိုးပေးတယ်သူသူဒီ main မမနေပဲသူစိတ်ဆက်မယ်ဆိုတော့အဲ့ဒီညနေမျိုးလက်ခံနေဆိုတော့ okay ဆိုပြီးတော့ကိုရီကိုပေါ့နော်မနေ့7တနားရီထက်တရားရုံးမှာချိန်နေပြီး yes ကမ်းပြောင်းချိန်နေပြီးဟိုနေရာချိန်ဒီနေရာချိန်နေချိန်တော့ဟိုပြီးလဲပြီးတော့ညနေ9နာရီလဲမလာပါပြီးလဲနောက်မှသိရတာဘာလို့လဲဆိုတော့သူက သူမန္တလေးဆင်းသွားပြီးတော့သူကိုယ်ဘောเนาะအဲ့လိုမျိုးအခုရှုပ်ဆွေးစီတဲ့အရာမျိုးတွေကိုဘောသူလုတ်တယ်ဘောသူအဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိလို့လေကိုကတရားစွဲလိုက်တာဒီမိသားစုပြပြလေးလေးရှင်းလို့ရပြီရှင်းလို့ရမယ်ကိစ္စမှာအဲ့မရှုပ်ရှုပ်ရှုပ်ထွေးအောင်လေအဲ့လိုမျိုးတွေအဲတိတ်ခါတွေချပြောကိုကပြန်မရှင်းဘူးပြန်မပြောဘူးဆိုတာဘာလို့သတ်သမီးကဒီကဟိုကိုသမီးကြီးကလည်း သူလည်းအမှုပညာလို့စ조사နေရတာလေကိုရီမိဘတွေကဘောနော်မိဘတွေစောက်သုံးကြတော့ခလေးတွေဟောဖြစ်တယ်ဆိုတော့စကားမျိုးတွေဖြစ်မှာဆိုတဲ့အတွက်ကြောင့်မပြောဘူးတုံတုံအကုသို့ဖြစ်စေမယ့်အရာဆိုရှောင်းနေအေးမပြောဘူးတခုခုဆိုရင်ကိုယ့်အကူပဲရောက်တဲ့ကြိတ်ခံနေအဲ့တော့တော်ပြီ तू ဖမ်းပြီးတော့မှသာကိုလူပြန်ထွက်မယ်လူပြန်ထွက်ပြီးတော့တရားရင်ဆိုင်မယ်အမှန်တရားတစ်ခုအတွက်ကိုအဓိကကိုသားသမီးတွေရဲ့ရပိုင်ခွင့်ရတာကို ောက်သူသူ့တော့မယုံကြည်တော့ဘူးပြီးတော့ကိုယ့်ရဲ့ပိုက်ဆိုင်မှု तू နဲ့မဆိုင်တော့ကိုမိဘပေးတဲ့အမွေနှစ်ကစအကုန်လိုချင်ပြီးတော့သိရမလားအဲ तू လွှဲပေးရင်ကိုယ့်ရဲ့ပိုက်ဆိုင်မှုတွေလည်းတာသမီတွေကိုလွှဲပေးပါလားဆိုတာဆရာလေးအကုန်ဆရာလေးရှင်းနေတယ်အကုန်စီစဉ်ပြီးသားတာသမီတွေအသက်မပြည့်သေးတဲ့တော့ကြအခုချိန်မှာတော့ပေးလိုက်ရင်ပေးသည်များကတာသမီတွေလက်ထဲရောက်မယ်လို့ထင်လားရောက်မှာမဟုတ်ဘူးလေသူသုံးဖြုံနိုင်တယ်ကိုဝါမှာလေကားဝယ်ပြီးတယ်ကားရောက်စပြည့်တယ်လေ ခြံဝဲတဲ့ရောက်တာဘာလုံးမမမလုပ်တာကိုပဲဟိုဖြစ်ကြတာလေသူအမြဲတမ်းကိုအိမ်ကိုစောင့်နေတာတော့မပယံလှုပ်စားပါတယ်လို့ဘာလို့လဲအလိုမမြဲရီချူအပေးအသားသမီးတို့ပေးချင်တယ်ပေးချင်တယ်သူသူစောကြီးတည်းကသူစတယ်လားညှိနှိုင်းနေရသူလွှဲပေးလိုက်ပေးပြီးွားရင်ကွန်ချစ်စာဆိုလက်ပတ်ထိုးလိုက်ပြီးသွားပြီညှိနှိုင်းမှုလက်ခံပြီးွားရင်ပြီးွားပြီလက်ခံပါမယ်နော်ပြောပြီးတော့ကလင်ကချစ်တွေပြောဒီဘက်ဒီမှာရှင်နေတွေပြောပြောပြီးတော့ဟိုဘက်ကိုသွားလှုပ်ချင်တဲ့အတိုင်းလေးလှုပ်ဟာဒီကအဆင်မပြေတော့ဘူး အဲ့တော့ကလေးတွေကလည်းအဲ့ဆိုရင်တော့မမီမမီတယောက်တည်းလည်းဖြစ်နေတယ်ပေါ့နော်ကိုဒီတီလာချင်မဝတ်ခင်ပေါ့ဟိုတာနာပေါ့မဟုတ်ဘူးအာသူတို့ကလည်းပတ်စံမလွဲတော့ဘူးအဲ့တော့ဟိုတမီလက်ကလည်းပေါ့နော်ဟိုသူသတိစီကတောင်းနေရသူတို့တွေဖြစ်တော့မျက်နာတွေလည်းငယ်ရတယ်မမီရဲ့ဆိုတော့ကိုစိတ်ထဲမကောင်းအဲ့တော့မမီပြန်လာနေပြီတရီရတရီသူ့အတူဟိုမှာသွားနေတာပေါ့နော် အခုဆိုတော့ငါသာသမီတွေနာငါတော့ပြန်နေပြီပြန်ဆောက်ရှောက်မယ်ဆိုတော့အဲပြန်လာပြီးတော့သာသမီတွေကိုပေါ့နော်အချိန်ကြီးဆိုလဲလေအာချုံနေပိတ်ပေါင်းနေနေအများကြီးအာသူတို့ဖြစ်ကလပ်ဆန်နေနေတော့အမအန်ဒီကပြန်လာတယ်ပြန်လာပြီးတော့တန်ရှင်းကြီးတွေလှုပ်ချန်နေရှင်းအဲအိမ်တန်ရှင်းကြီးတွေအဲ့လိုမျိုးလှုပ်ပြီးတော့ပေါ့နော်ကလေးတွေအာညာဘက်အာမမီတူတူထမင်းမစားရတာကြာပြီးတူတူမအေးရတာကြာပြီးတော့ကလေးတွေနဲ့ထဲမှာထမင်းတူတူစားအိတ်ဟိုပါပေါ့နော်အိတ်ကြမယ်ပေါ့ဆိုပြီးတော့ရှင်းစင်နေတဲ့ချိန်မှာအခုခြံတကားတွေပိတ်ထားလို့တော်သေးတယ် ဘယ်ရမှန်လူတွေမှမသိဘူးဘီရွဲတွေနဲ့အယောက်15ယောက်အယောက်20လောက်ရှိတယ်အိမ်ရှိကိုကိုနံမေးခေါ်ပြီးတော့လိုက်ခဲ့ပါအောင်နဲ့စစ်မေးစရာရှိလို့ခေါ်ပါဆိုစစ်မေးစရာရှိလို့ခေါ်ဟောင်းကိုကဟိုဘယ်ပြမှုမှလည်းလုပ်ထားတာမရှိဘူးလေပြီးတော့အဲ့ဒါဆိုရင်ဟုတ်ပြီဌာနဆိုင်ရာရဲ့ဗမာလက်လက်မှတ်ဗမာလက်ဖမ်းဝင်ပါအဲ့ဒါမပါဘဲနဲ့ channel ကိုကျွတ်ကျွတ်ကျော်ကျော်နဲ့ဘယ်သူတွေမှမသိဘဲနဲ့မဖွင့်ပေးနိုင်ဘူးပေးမဝင်နိုင်ဘူး အဲ့လိုအတိုင်းဓာတ်ဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားပြီးတော့ကိုအဲ့ကနေမှကိုရအောင်ကိုယုံထွက်ပြီးတော့ကိုမှပေါ့နော်ကိုအတက်အန်တွေအတွက်ကိုကိုယုံထွက်ပြီးထွက်ပြေးလိုက်ရတယ်ပေါ့လုံးကျန်နေပြောစုံဒီကိစ္စတွေကဘာလို့ကိုပန်ကိုကိုလောင်ထောင်းတလို့ဖြစ်မှာစိုးတယ်ဒါပေမဲ့ကိုရဲ့အတက်အန်တွေကလည်းဘာမှမသိဘူးလေ तू ကတော့ဟိုဘလို့အတွေးမျိုးနဲ့ဘလို့ဟာမျိုးနဲ့ဒီလောက်ထိလုတ်လဲဆိုတာကို အဲ့ညမှာကိုတကယ်အရာအားလုံးကိုသိတာ။အော်ငါ18နှစ်လောက်ငါဒီပေးဆက်ခဲ့ပြီ။ဒီက तू မမြင်တော့ပါလားဆိုတဲ့အဲ့ one night stay ရေပေါ့နော်။အော်ငါသားသမီးတွေစီကိုငါဒီလိုလေးလာပြီးလှုပ်ပေးတာတော့မှအာအ तू ဒီလိုလှုပ်တယ်။အပြည့်ရ तू မိတွေကကြာရင်ကိုကခလေးတွေကိုသားသမီးတွေကိုပြစ်ချထားပြီးတော့ကိုကအဲသိတယ်မလား။ဟိုဟိုဘလို့ပြောမလဲ။ဥမခင်တာဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့တွေနဲ့သူတို့တွေရေအဖွဲ့က သက်ဟိုအပုတ်ချပြီးတော့တသက်လောက်တာသူတို့တစ်ဖွဲ့တသက်ရှိတယ်အဲ့လိုတွေဖွဲ့ပြီးတော့ဘာလောက်တာလဲပေါ့ဆိုတော့စဉ်းစားလို့ကိုမရတာတော်ပြီးဥပဒေကြောင့်ပဲသွားတော့မယ်မြေတိညီနိုင်မှုမှလည်းမလုပ်တော့ဘူးပြပြလေးလေတော့ဖြစ်ချင်ပါတယ်သာသမီတွေဟိုဟာဖြစ်တဲ့တော့ကြောင့်ပေါ့နော်သူတို့တွေလည်းရှောက်ရမယ့်အနာဂတ်တွေလည်းရှိသလိုအဲကိုရီကြောင့်ပေါ့နော်အဲ့လိုသူတို့ဟိုပညာရေးတွေထိခိုက်မှလည်း အရင်ဆိုရင်လည်းအဲ့ဒီစိတ်တွေနဲ့ပဲပေါ့နော်ကလေးတွေနဲ့ပဲအဲ့ဖုန်းပြောပြီးသူတို့ပဲမိုတီဗေးရတယ်ပေါ့နော်ကလေးတွေလည်းကုန်နားလေချတယ်နားလေတယ်တာသမီတွေမျက်နာကွာဖြစ်ကျင်တယ်လို့ဇာလေးပြောခဲ့တဲ့အတိုင်းပဲသူကလေးတွေကိုပိုက်ဆိုင်မှုတွေလွှဲပေးလိုက်ပြီးတော့ဆရာလေးဒီသူ့အမှုသူဒီလုတ်တဲ့သူရှုပ်ထွေးပြီးလုတ်တဲ့ဟာတွေအတွက်ကို ကိုဖြတ်ပြင်းထားတဲ့ကိုကုန်ကြတဲ့ဈေးကိုပဲကိုကိုရော်ပေးလိုက် ရတယ်ကြည်အေးကြောင့်လက်မှတ်ထိုးပေးမယ်။ကွာစင်းစာကြောင့်လက်မှတ်ထိုးပေးမယ်။သူကသူအမှုပိတ်ချင်တယ်ဆိုရင်သူနီးသူဟန်နဲ့ပိတ်ပိတ်လို့ရရင်လက်မှတ်ထိုးပေးမယ်။ပြည်လဲဆိုပါပဲအဲ့လိုပဲပြီးသွားချင်တယ်။ဟုတ်တယ်နော်ယောက်ျားသူလာရှင်းလိုက်ပြီးပြီ။အကြိုင်နော်လွယ်ပြီးကြာစီတာလွယ်ပြီးသွားပြီးရင်အားလုံးစိတ်ချရပြီဆိုရင်တော့ဆရာလေးသာသနာပောင်ကိုအပီးပြန်ဝင်ခုလိုမျိုးယောက်ျားတွေကဘယ်တော့မှပြင်မှာမဟုတ်ဘူးနော် တခါဖောက်ပြန်ဖို့နောက်ဖောက်ပြန်ဖို့အတွက်လည်းဝင်လေးနေမှာမဟုတ်ဘူးเนาะတသမိနဲ့မိန်းမတို့လည်းနေမှာမဟုတ်ဘူးเนาะတခါချန်ခုံဦးတဲ့တော့နောက်လည်းခုံနေမှာမရှိအခုလိုညမိသားစုအစင်မပြေတဲ့အချိန်မှာဝင်ပြီးတော့เนาะမရေငယ်လောက်တဲ့ကောင်မတွေလည်းเนาะတအားကမှအောက်တန်းကြလို့မရှိဒါပေမဲ့လည်းเนาะယောက်ျားတယောက်ဖြစ်ပြီးတော့เนาะဘသူကပဲဘလိုပဲဖြစ်ဖြစ်เนาะကိုယ်ဝင်မှာနဲ့ကိုယ်သားသမီးကိုတော့ခုလိုမျိုးမဖြစ်ပဲသွားတင်နေရှင်ဒီဗီဒီယိုလေးကြည့်ပြီးဘူးတူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင်။ညီမရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။